မ်းဇလန်ဆောင်းတဲ့ဝီစီဇန်နေပြန်လဲကြိုးဆိုပါရဲဒီတစ်ခါကြည့်သူတွေလည်းဘူးရေးချတာတချင်အားထွင်းတဲ့နှုတ်ဆက်တွေလို့မြင်ရပါတယ်တော်ကြတော့ဒီ D minor ကီဝမှာတော်ရဲ intro မှာကျတော့ D minor D minor ဒီတကျိုး mute ထားမယ်တကျိုးမပါအောင်နော်ကင်တဲ့ပုံစံကလက်တကျွဲကနှစ်ကျွဲသုံးကွက်လက်ညှိုးက၃ကျွဲနှစ်ကွက် D minor ပေါ့ဒီ D minor ကိုတကျိုးမြူလိုက်တော့ လက်ညှိုးကအားပါပြီလက်ညှိုးကပထမတိကျိုးမှကင်တော့အဲ့ဒီလက်ညှိုးကလက်ခလေကင်နဲ့သုံးကျွဲနှစ်ကွက်မှဖြစ်သွားမယ်လက်ခလေလွတ်သွားမယ်ဘာလို့လဲသူကအပေါ်မှာ bass ကြီးသွားမှာအဲ့လိုသွားမှာဖြစ်တယ်ဗျနော် Okay ဒီရပုံစံကဒီ pick နဲ့ဒီလက်နဲ့တွဲသီးလို့လည်းရတယ်ဒီလက်ကြီးပဲ ည်းတီးလို့လည်းရနှစ်မျိုးတီးလို့ရတယ်နှစ်မျိုးလုံးပြပေးမယ်နော်ပထမဆုံးဒီလက်နဲ့ရင်တီးပြမယ်လက်နဲ့ကြောင့်လေးတကြိုဒီနှုတ်ကိုယူလိုက်တဲ့လက်မနဲ့မဟုတ်1 and and မှာ၃ကြိုး၃ကြိုးလက်ညှိုးလိုက်လိုက်တယ်1 and 2 and ပြီးတော့ဒီလို slap လုပ်လိုက်မနော်1 and 2 and ပြီးတော့မှာပြန် shrimming cut လို့ပဲတော့1 ပြောင်းအောင်နော်3မှာတော့လက်မှာတော့အပေါ် C ဖြစ်သွားပြီပေါ့သူက base ကိုပြောင်းသွားအားလုံး slash chord တွေနဲ့ရေးပြရတယ်ပထမ D minor ပြောင်းလည်းမရှိဘူး1 and 2 and ပြီးတော့3မှာ D minor slash C ဖြစ်သွားမယ်နော် D minor by C ပေါ့ base က C ဖြစ်သွားမယ်အောက်က D minor position ကတိုင်းမယ် က်မဖြစ်သွားပြီ3ငါးကျိုးနဲ့ခုနဒီလက်ညိုကင်တဲ့တိုင်းပဲဒီမိုင်းနာကင်လိုပဲပြန်ပြောင်းသွားမှာနောက်ဒီအပေါ်ကငါးကျိုးပဲလက်မပဲဒီ၄ကျိုးကနေငါးကျိုးပြောင်းသွားမှာဘာလို့ base ကငါးကျိုးရောက်သွားတဲ့အတွက်ကြောင့်နော်ညို B ကိုဆင်းရအောင်မယ် B ကိုဆင်းဖို့ဆိုရင် လက်ခလနဲ့သွားဆင်းလို့ဆင်းမပြေဘူး။ညလက်ညိုးကိုဖီနှုတ်၅ကျုပ်နှစ်ကွက်ရောက်သွားမယ်။လက်ခလရကျတော့ခုနကလက်ညိုးဖီထားတဲ့၃ကျုပ်နှစ်ကွက်ရဲ့နေရာကိုဝင်ပေးရတယ်နော်။အဲ့တော့အဲ့လိုပြသွားမယ်။ပြီးတော့မှ3 and 3 and မှာဒီလက်ညိုးက B flat ကြီးရောက်သွားမယ်နော် D minor ဘိုင်း B flat ခုန D minor ဘိုင်း B D minor B flat d minor slash b flat နော်အဲ့လို slash နဲ့ပြောရင်တော့ပိုကောင်းတာပါနော်ပြောရမှာ d minor slash b flat နောက်မှ d minor ဘိုင်း b flat ပြီးတော့မှပြီးတော့ d minor ဘိုင်း a ဖြစ်သွားမယ် bass က a ဖြစ်သွားမယ်နော် 5ကျိုးလမ်းမနဲ့3 n n မှာအောက်က2ကျိုးနဲ့3ကျိုးလက်ညှိုးနဲ့လက်ခလဲနဲ့ black လုံးမယ်3 n 4မှာ5ကျိုးလမ်းမနဲ့ယူမယ် n မှာပြန် black လုံးမယ်နော်အဲ့ဒီအတိုင်းပဲတော့ဒီ verse တွေလည်းဒီပုံစံတွေပဲသွားမှာဒါတော့ intro ရရင်ဒီ verse တွေ music တွေအကုန်ရတယ်နော်1 n ပက်ထရန်နဲ့ဒီပက်ထရန်နဲ့ဒီနဲ့ဒီတိုင်းပေါ့1 and A ကျိုးနဲ့3ကျိုးနဲ့1 and တလုံးချင်းစီ single notes တွေယူမယ်1 and 2 and 1 and 2 swing no the low 1 and 2 and 3 and 4 and 1 and 2 and 1 and shuffle ပုံစံပါနော်1 and 2 and 3 and 4 and 1 and 2 long shuffle ပုံစံပြီးရမယ်1 and 1လေးတွေက ရှည်ရှည်လေးပြီးမယ်1 and n က net shot ဖြစ်မယ်1 and 2 and 3 and 4 and 1 Okay, စာတည်ကြည့်ပါနော်။ဒါနဲ့လည်းတည်လိုက်မယ်။ Intro မှာတည်လိုက်မယ်။ တူတူပဲ verse 1စပါမယ် verse 1စဆိုပြီးဆိုတာလည်းဒီ intro ရဲ့ chord progression ပေါ်မှာပဲဆိုပါမယ် verse 2မှာလည်းဒီ verse 1က chord progression မှာတူတူပဲ ော့ chorus chorus ကကြော B flat major 7 bass ကတော့ငါးကျိုးမှာပဲရှိမှာ B flat ကเซเว่นจ้ะดิ G7 กายโนเลยอ่ะดังนั้นดิ Jazz form เนี่ยกายโนปูပြီးတော့ကောင်းတာပါတီးရတာเนาะ G7 လို့ကမ်းလို့တညွတ်6ကျိုး3ခွက် လက်ခလေက၄ဂျူ၃ခွက်လက်တန်းက၃ဂျူ၄ခွက်လက်တကြွယ်၂ဂျူ၃ခွက်ဒါပဲကျန်တဲ့လက်မဖိထားတဲ့၅ဂျူနဲ့၁ဂျူနဲ့မြူဒါပဲ၅ဂျူမြူထားတယ်၁ဂျူမြူထားတယ်နော်ဒီမိုင်နာ7 Okay ဒီမိုင်နာ7ဒီမိုင်လိုကိုင်းလို့လဲရတယ်ဒီကိုင်းလို့လဲရတယ်နော်ကျွန်တော်ဒီကိုင်းရတာပို့ပြီးတော့အောက်တန်းတယ် ပါလေနော်ခုန G7 ကိုပဲတစ်ခွက်ကျော်လိုက် A7 ဖြစ်သွားမယ်ဟာ key minor 7ကဘလိုကန်လဲဒီပုံစံပြောပြမယ်နော်ငါးကျူးရဲ့ငါးကွက်မှာလက်ခလဲလေးကျူးရဲ့သုံးကွက်မှာလက်ညှိုး

เนาะပြီးတော့ D minor ပဲ G7 ပြီးတော့ D minor အဲ့ဒီမှာတစ်ချက်တော့1 and 2 and 3 and 4 and အခု D minor ပဲအပေါ် bass ပဲ walking bass ဖြစ်သွားမှာ1 and 2 and 3 and 4 and ဒီဘလုံးကတော့ဒီ chorus တစ်ခုလောက်ကတော့ walking bass လေးပဲเนาะ bass ကိုသေချာနားဆောင်ကြည့်1 and 2 3 and 4 and နောက်တော့ G ရဲ့ E ရဲ့ bass ထပ်ခံသွားတယ်နော် B flat E7 ဒါမှမဟုတ် A ကြိုက်တာခံလို့ရတယ်နော် 7th form နဲ့ခံရအောင် A7 ဖြစ်သွားမယ်ဝေး chorus ပြန်တီးပြမယ်နော် စွမ်းနှစ်လိုင်း coda solo တန်းသွားမယ် solo ရက် progression ချိန်သွားပြီ d minor ပြီးတော့ b flat 7ပြီးတော့ d minor G7 ပြ D minor အဲ့ဒီ D minor ညမှာ D minor 7သုံးလို့လည်းရတယ်နော်ပြီးတော့ G7 B flat 7 KPN chorus ပြန်လာမယ် første bjerg larm. Yeah. vamos